အလုံးဝမင်္ဂလာပါဒီနေ့အခါက hidden gem ကိုတော်လေးတစ်ခုနဲ့မိတ်ဆက်ပေးမှာဖြစ်ပါရဲ့ဒီကိုတော်လေးကဈေးသက်သာပြီးတော့ quality ကောင်းတဲ့အပြင်အေးအေးချေချေတိတ်တိတ်ဆိတ်ဆိတ်နေချင်တဲ့သူတွေအတွက်တင့်တော်တဲ့ကိုတော်လေးပဲမို့လို့ဒီဗီဒီယိုလေးကိုအဆုံးထိဆက်ပြီးကြည့်ပေးကြပါအောင်နော် ါအခုရောက်နေတာခါတော့ Real Asset Developer ကနေပြီးတော့စောက်လုံထားတဲ့ Alo Sukovit 105ဒါစီဆိုရဲကွန်ဒိုလေးကိုပဲရောက်နေတာဖြစ်ပါရဲ့ Rice ကွန်ဒိုမီနီယံပဲဖြစ်ပါရဲ့ကဲဒါဆိုရင်ကကနဲ့အတူအထဲကိုတော့ကြည့်ကြစို့ ဒီကုနိုလေးကို new urban glex ပုံစံနဲ့ဟာကော့ဆက်အတိုင်းပုံဖော်ထားပြီးတော့သူ့ကဲကာလာလေးကိုတော့အဖြူနဲ့ bridge ကာလာလေးပုံဖော်ထားတာဖြစ်ပါတယ်။သူ့မှာဆိုလို့ရှိရင် total painting လေးခုပါဝင်ပြီးတော့ painting တိုင်းမှာအထက်၈ထပ်ပဲပါဝင်မှာဖြစ်ပါတယ်။အာပြီးတော့တိတ်တိတ်ဆိတ်ဆိတ်နေချင်တဲ့သူတွေအတွက်ဘလောက်အဆင်ပြေလဲဆိုလို့ရှိရင် building တစ်ခုမှာအခက်တရာကျော်ပဲပါဝင်တာဖြစ်ပါတယ်။ ဘီကွန်တို့က BTS bearing နဲ့ BTS အစိမ်းရောင်လိုက်ဘန်းနာနီနာမှာရှိတဲ့အတွက် BTS အစိမ်းရောင်လိုက်နာမှာဆိုလို့ရှိရင်နာမည်ကြီး shopping mall တွေအထင်ကကရနေရတဲ့အများကြီးရှိတဲ့အတွက်အလွယ်တကူသွားလာနိုင်မှာဖြစ်ပါတယ်။ဒါအပြင် BTS အစိမ်းရောင်လိုက် bearing နာမှာဆိုလို့ရှိရင်အာဒီ local night market ကြီးအကြီးကြီးရှိတဲ့အပြင် Lotus လည်းရှိတာမဟုတ်လို့အာဒီတန်းစည်းတွေရိုးရိုးစည်းဝယ်ထွက်ချင်တဲ့သူတွေအတွက်အဆင်ပြေတာပဲဖြစ်ပါတယ်။ဘီကွန်တို့နာမှာဆိုလို့ရှိရင် Buckley International School, St Andrew International School တို့ရှိတဲ့ အဖြစ်ဈေးရုပ်ဈေးကနေလည်းအများကြီးရှိအောင်မို့လို့အဒီကိုနိုလေးက lifestyle အနေနဲ့အလုံးဝရွေးချက်တဲ့ကိုနိုလေးတစ်ခုပဲဖြစ်ပါတယ် ခန့်မြုပ်စာ၄ခုရှိတဲ့1 bedroom အာ1 bedroom မှာဆိုလို့ရှိရင်25 square meter 30 square meter ရှိပြီးတော့1 bedroom plus မှာဆိုလို့ရှိရင်34 square meter အာ2 bedroom မှာဆိုလို့ရှိရင်44 square meter ဆိုပြီးရှိတယ်။ကဲဒါဆိုရင်ကခန့်နဲ့အတူအခန်းလေးကိုတက်ကြည့်ကြပါမယ်နော်။ ကာကူးပြပေးမယ့်အခန်းလေးကတော့44စခွဲမီတာတင်ဝင်တဲ့2ပတ်ရုံအခန်းမျိုးစာလေးပဲဖြစ်ပါတယ်။ဈေးနှုန်းကတော့အာ time pad 3.9 million ကနေပြီးတော့စတင်ပြီးတော့ပိတ်လို့ရမှာဖြစ်ပါတယ်။အာဒီဝင်ဝင်ချင်းမှာဆိုလို့ရှိရင်ဒီမှာအဒီ dining space ပါမယ်။ပြီးတော့ရင်ဒီမှာ living area ပါမယ်။ အာဒီအခန်းရဲ့ထူခြားချက်ကသူ့ရဲ့အာဒီအခန်းပပတ်လေခဒီပေါ့နော် view ကောင်းကိုမြင်ရမှာဖြစ်ပါတယ်ဒီဘက်မှာဆိုလို့ရှိရင်ဝရဏနာလေးရှိရပေါ့နော်ဝရဏနာကလည်းကြီးတယ်အဲဒီမှာဆိုလို့ရှိရင်နှစ်ယောက်လောက်အပြင်ထွက်ပြီးထိုင်လို့ရတယ်ဒီမှာ swimming pool view လေးနဲ့ဆိုတော့အရင်မိုက်တယ်ပြီးတော့အရင်ဒီဘက်အိမ်ခန်းကနေလေဒီ swimming pool view ကိုမြင်ရမှာဖြစ်ပါတယ်ဒီဘက်အခန်းကနေလေ view မြင်ရမှာဖြစ်ပါတယ် ရင်ဒါလေးကတော့ close kitchen လေးပဲဖြစ်ပါရဲ့။မှမ kitchen လေးပေါ့မှာဖြစ်ပါရဲ့။ kitchen လေးကတော့ဟာဒီနှက်ခမ်းပေါ့နော်မီတာစု၄-၅ယောက်စာချက်ပြုတ်လို့ရတယ်။ kitchen လေးကကျဲတယ်။ ကခုပြပေးမယ့်အခန်းလေးကတော့34.55 square meter တဲ့ဝင်တဲ့အာ1 bedroom plus အခန်းယူဆလေးပဲဖြစ်ပါတယ်အာ1 bedroom plus ဆိုတော့အခန်းပုံလေးတစ်ခန်းပါဝင်မှာဖြစ်ပါတယ်ဈေးကတော့2.7 million ဘက်ကနေပြီးတော့စတင်မြေဝယ်လို့ရမှာဖြစ်ပါတယ်ဝင်ကျမဆိုလို့ရှိရင်ဒီလိုမျိုးအာ cabinet နဲ့အခြေထားလို့ရမယ်ဖက်နက်စင်ပေါ့နော်ဒီမှာဆိုလို့ရှိရင် kitchen ပါမယ်ဒီ corner လေးမှာပေါ့เนาะဒီဘက်မှာ အခန်းလေးလုပ်လို့ရမယ်ဒီဘက်ကတော့အခန်းပုံလေးပါဒီဘက်မှာဆိုလို့ရှိရင်ဝယ်လမ်းလေးရှိမှဖြစ်ပါတယ် ဒီကွန်နိုလေးက BTS အစိမ်းရောင်လိုက် Bering Station ကို free shuttle bus လုပ်ပေးတာတာမှတ်လို့အာတွားရလာရအရင်အစ်စ်ပြည်ရဲ့ကွန်နိုလေးတစ်ခုပဲဖြစ်ပါရဲ့ပြီးတော့50ရာခိုင်နှုန်းထောက်ပေးမဲ့ပေးပြီးတော့နေထိုင်လို့ရတဲ့ကွန်နိုလေးတစ်ခုဖြစ်တဲ့အတွက်ဒီကွန်နိုလေးကိုစိတ်ဝင်စားဖို့ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်ကကရဲ့ Jessica Property Specialist ကိုလာရောက်ပြီးတော့ဆက်စပ်မြင်မြင်နိုင်ပါပြီဒီနေ့ဗီဒီယိုလေးကဒီလောက်ပဲမဟုတ်ချပ်ပြီးမှပြင်ပြီးတင်ကြမယ်နော်တတား